အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမင်းအောင်ကျော်ရေးသားထားတဲ့ဒေးစွန်မှာတောင်တော်မြတ်မှရသေးကြီးပေးတဲ့အိစာတရားစေလုံးသုံးလုံးဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲနားဆင်ခံစားကြည့်ကြပါဦးခင်ဗျာကြာကြာညောင်းညောင်းကာလတော်တော်ကြာကြာအထိဝေဝေဝါဝါနိုင်လာတဲ့ဒေါသအဟုန်တို့သည်ဟုံဟုံတောက ရုတ်ချီးအေးမြလာကြတယ်။မမရရဒီဇင်ဘာလ24ရက်ဆိုတော့ရက်လီတရက်နှစ်စဉ်စောင်းရက်များတွင်ခရီးတစ်ခုသို့မဟုတ်တစ်ခု သွားလာတတ်တဲ့မိမိရဲ့ဇနီးမဥဆောင်ဥရွက်ပြုရင်းဤနှစ်များတွင်တော့ဒေဇွန်ဘာတောင်တော်မြတ်နှင့်ဘကူဖျားဆုံဖူးရန်ဘီယံကားကြီးတစ်စီးဖြင့်လမ်းသူလမ်းသား90ခန်းတို့က နက်6နာရီခန့်တွင်ရန်ကုန်မှထွက်လာခဲ့ကြပါတယ်။လမ်းခရီးတစ်လျှောက်ဘေးဘီဝဲရာတစ်ခုတွင်ခြုံပုတ်ခြုံွယ်တောတန်းတစ်ပင်များကို တွဲခိုခြုံတိုင်းထားတဲ့နှင်းတွေကတပွေးပွေးရက်ွက်သားတို့ချိုးနဲ့ရောနှောရင်းနဲ့ကားရဲ့နောက်ဆုံးဘက်အလေတန်းခုန်တန်းများတွင် ထိုင်ကလိုက်လာရင်းနဲ့မနက်9နာရီခန့်တွင်တော့ ဘကိုးယူမရဲ့တောင်စွဲ တောင်တန်းတစ်ခုဖြစ်တဲ့ဒေးစွန်ပါတောင်တော်မြတ်ရဲ့ခြေရင်းစီတို့ရောက်ကြတယ်မိမိတို့ကားပေါ်မှာဆင်းရန်ပစ္စည်းများချနေစဉ်အတွင်းတချို့သောဖျားဘူးခီးတဲ့များကဒေးစွန်ပါတောင်ပေါ်တို့တက်နှစ်နေကြပြီဒေးစွန်ပါတောင်တော်ကြီးသည်တစ်ပင်တိရိပ်များအဖြစ်အုတ်ဆိုင်မိုင်းညို့ရင်တော်ရိပ်တောင်ရိပ်များကြောင့်မနက်9:00ဆိုတော့လဲ နေမြကနေရအနှံ့ဖွေးဖွေးတိုင်းချုံနေတယ်။တောင်တော်ပေါ်သို့တက်ရလန်းသည် လူသွောစင်ကြံများစောက်ထား၍တောင်ကျော်များတည်နေမှုအလိုက်ကိုိလိုက်ကောက်လိုက်နှိမ့်လိုက်မြင့်လိုက်တိစောက်ထားတယ်။လူသွောစင်ကြံတစ်ဖက်တစ်ချက်တွင် အများအပြားရှိတာကနှက်ကွန်းနဲ့နတ်နန်းများစင်ကြံတစ်လျှောက်တွင်လဲယောဂီဝတ်များစွာကိုတွေ့ရှိရတယ် ဤတောင်တောစခန်းသည်တရားအားထုတ်ကျင့်ကြံရာအရိယာနဝင်ပုဂ္ဂိုလ်တို့ရဲ့သာသနာနယ်မြေတစ်ခုဖြစ်ပါတယ်။ကာဝမအစင်းအမကြီးတို့မှာကောင်းဆောင်ကဘသူလဲ။ကားဒရိုင်ဘာရဲ့မေးသံစကားအစုံကျမပဲ။ဒါဆိုရင်나이ကိုတိုင်ပင်သတ်မှတ်ပေးပါအမ။ကဲအားလုံး10나이ခွဲကြရင်ပြန်ထွက်ကြမယ်။ ထို့နောက်မိမိတို့မိသားစုညီတော်မောင်ကိုကျော်ဆန်းတို့ဇနီးမောင်နှံတူမလေးချောစုတို့သားမိစုစုပေါင်း၈ယောက်ကတောင်တော်မြတ်ရဲ့ခြေရင်းတွင်ဖြန့်ခင်းထားတဲ့ဇင်းကြံလှေကားများကိုတရွေ့ရွေ့တက်လာခဲ့ကြတယ်အမေကြီးတအားပတ်စံအကျွေတွေပေးတအားယောဂီတွေကိုအလူကန်ထဲ့ကျင်လို့ဆိုပြီးတော့ ဇနီးလုပ်သူထံပြေးလာရင်းနဲ့တောင်းဆိုနေတဲ့တားငယ်ပိုင်ပိုင်အားမိခင်ဖြစ်သူကရန်ကုန်မှယူဆောင်ထည့်သူလာတဲ့ဒစေရန်အကြွေများကိုပေးလိုက်တယ်။လန်ခီသည်လေကားထဲမှခင်းထားတော့လဲတောင်ချိုးများအလိုက်ဖောက်ထားသည်ဖြစ်၍တချို့နေရာများတွင် အလွန်မြင့်မားတဲ့ဂုံးများကိုတက်ရတယ်။အေးလေမောလိုက်တာကြိုက်သည်ကိုတက်ရသလိုပဲဆိုတော့ ညီမလှလှရီနဲ့တူမချောစုတို့နှစ်ယောက်ကို အားပေးရင်ကျွန်တော်နဲ့ညီမောင်ကျော်ဆန်းတို့မှဥဆောင်ရင်နဲ့တပြေးပြေးတက်လာခဲ့ကြတယ်။ဒါလေးနှစ်ယောက်ဖြစ်တဲ့ရဲထက်နဲ့ပိုင်ပိုင်တို့နှစ်ယောက်မှာတော့ခလေးများပြီးပြီးဇင်းကြံတစ်ဖက်တစ်ချက်ကိုအလူကံပုတ်ကူများယောဂီဝတ်များကို အလူရက်အလူငွေများကိုထည့်ရင်မိမိတို့ရှိမှပြေးပြေးတက်သွားကြတော့တယ်။မွေလင်းမွေကောက် ကြောင်လင်လီကားသပွဲလမ်းမြောက်ကိုတက်လာရင်나이ဝတ်တတာခန့်ကြတော့ဒေးစုံမှာတောင်တော်မြတ်ပေါ်သို့ရောက်ရှိကြတယ်ဒေးစုံမှာဖျားမှာတောင်ထွတ်တောင်ဖျားတွင်တည်ထားတဲ့ဇေဒီငယ်တစ်ခုသာဖြစ်ပါတယ်ဇေဒီဘော့ဝန်းကျင်တွင်ဘုံကြီးเจ้าများတန်းနန်းများစွာကိုတွေ့ရတယ်လယ်သမားတို့ဖျားဆောင်နှမများကိုပြုပြင်တည်ဆောက်နေတာကိုလည်းတွေ့ရတယ်ဖျားကိုတပတ်ပတ်ရင်း မိမိတို့ရဲ့ဖျားဘူးခီးတဲ့များကိုရှာဖွေမိတယ်။တဦးတယောက်မှပင်အစအနမတွေ့ရ။နေလုံးသည်ပိမ့်ပိတ်နေတဲ့နှင်းများကြားကအတင်းခွဲ၍တက်လာတယ်။နှုတ်ထွေးသောနေကြီးစများကဖျားဘရဝံပေါ်သို့ဖျားဆင်းကြလာတော့တယ်။ဖျားကုန်းတော်ပေါ်မှအနောက်ဘက်သို့ကြည့်လိုက်တဲ့အခါခပ်ပြပြတောင်ကုန်းငယ်တစ်ခုပေါ်တွင်ကျောင်းသင်္ကန်းတစ်ခုနှင့်ဖျားတစုကိုတွေ့ရတယ်။ ဖရာဘူးတချို့ကိုမေးမြန်းကြည့်သည်တွင်ကြိုက်စွန်ပါဖရာတစုကို တွေ့ရပြန်တယ်။နွားဝေးတောင်ဖရာဟူ၍လည်းသိရတယ်။လက်တွင်ပရီလေးကန်၍သွာလာနေတဲ့ယောဂီတပါးအားဆရာလေးရန်ကုန်ကဖရာဘူးတွေမတွေ့မိဘူးလားဘယ်ဘက်ကိုဆင်းသွားတာမြင်လိုက်ပါလဲဗျာလို့မေးမြန်းရာမမြင်လိုက်ဘူးဆိုတော့မရေမရာအဖြေတစားကိုသာရလိုက်တယ်။နွားခွေးတောင်ဆိုတော့ အိုးစီဘုံမောင်းဆိုင်တံများကို ကြားနေရတယ်။ဒါဖြစ်သူပိုင်ပိုင်မှဖေးနွားမွေတောင်သွားမယ်။ဆိုင်တံဘုံတွေလည်းကြားတယ်သွားကြည့်အောင်။သို့တော်လည်းဇနီးလို့သူမှဒေးစုံမှာတောင်တော်မြတ်ရဲ့အနောက်စူးစူးမှဖျားစီတို့သာလက်ညှိုးညွန်ပြနေရင်လာပါတခါတလေလာတာဟိုကကြိုက်စုံပါဆိုတဲ့ဖျားစီကိုပဲသွားကြရအောင်ဟုပြောပြောဆူဆူရှေ့မှဥဆောင်ရင်းတားငယ်အားလက်ဆွဲ၍ ဘုရားကုန်းတော်ပေါ်မှာဆင်းသွားတဲ့ဇနီးတွေရဲ့နောက်သူကျွန်တော်သားကြီးရဲထက်ညီမောင်ကျော်စန်းတို့ဇနီးမောင်နှံတူမလေးချောစုတို့သားမိအပြေးလိုက်ရင်ဆင်းလာခဲ့ကြတယ်လမ္မာနိုင်ကိုကြည့်တော့မနဲ့ဆင်းနိုင်ရှိပြီနိုင်ဝတ်တာတာအချိန်လေးနှစ်ဤတောင်ထိပ်ရှိဘုရားတို့ရောက်နိုင်ပါမလားဆိုတဲ့အတွေးဖြင့်ခက်ပြေးပြေးဆင်းလာခဲ့ကြတယ် ဒေါ်လာများသည်လူသွားလာနေပါခြင်းကြောင့်ကောင်းကောင်းမွန်မွန်ဟူ၍သိမ့်မရှိလှ။လမ်းများကိုမှတ်သားထားတဲ့အမှတ်အသားအဖြစ်ဝယုံတစ်ပင်များတွင်ချီနှောင်ထားတဲ့သာသနာအလံလေးတချို့ကိုတွေ့ရတယ်။ဒေါ်လာများရဲ့တပတ်တစ်ချက်မှရှူကြီးများမှာကြောင်မဖွယ်လိလိနှက်ရှိုင်းနေတယ်။ခြုံတွေပိတ်ပေါင်းများဝယုံများက နေပြောက်ထိုး၍ပင်မရနိုင်အောင်ထူထပ်နေတယ်။ဖျားဘူးဧည့်သည်များထဲမှတယောက်ဖြစ်တဲ့ကို ုံသိန်းဆိုသူမှာတားဖြစ်သူအားရှာဖွေရင်မိမိတို့အုပ်စုနဲ့ပလာတယ်။ကိုုံသိန်းမှာရဲထက်ပိုင်ပိုင်တို့နဲ့ရှေ့မှာခတ်တသက်သွားကြရင်းနဲ့အတန်ကြာတော့လူစလူနာပင် မတွေ့ရတော့ဒေါ်လန်သည်မြင်သွားတဲ့တောင်ကုန်းများကိုမော့၍တက်နေရမှ အတန်ငယ်ပြည့်၍သွားရင်ရှူကြီးများထဲသို့ခဲရခဲစစ်တက်ရပြန်တယ်။အစင်းလီကရစ်များအတက်လီကရစ်များကိုလျှော၍ခြေကြောမကြစေရန် ကရုတ်တပွဲတုတ်ခံ၍ဝါးများဖြင့်ပြုတ်လုထားတယ်။ဟေးတို့တော့လာမိတာမှားပြီထင်တယ်။ဇနီးလုတ်သူမှညီးလိုက်တယ်။ထို့နောက်တော်ရန်တစ်ခု အထက်တွင်တစ်ထောက်နားကြတယ်။ထိုအခါကြိုက်စွန်ဝါဖျားမပြန်လာတဲ့ဖျားဘူးဧည့်သည်၃-၄ဦးနှင့်တွေ့ဆုံတယ်။ဒူမလေးချောစုမှရောက်ဖို့နေပြီလားဘလောက်လိုသေးလဲဆိုတဲ့စကားကို အမေးလူကြီးနှစ်ဦးမှ ရောက်တော့မယ်နီနီလေးပဲလို့တော့တယ်တက်တက်လို့ပြောဆိုသွားတော့လေထိုးသူများနဲ့ပါလာတဲ့မိန်းကလေးတဦးကတော့အဝေးကြီးရှိသေးတယ်တောင်သုံးခုကိုတောင်တက်ရအောင်ပါလို့ဆိုတယ်မိမိတို့အားလုံးမောပန်းနွမ်းဟိုက်ကနေကြတယ်ရောက်လူရောက်လူနဲ့တက်လာခဲ့ကြတော့လေခကြီးကမနီးသေးဝေးမြဲတာဝေးလျက်မိမိမှာဇနီးလက်ကိုဆွဲရီတောင်ကျောတစ်ခုပေါ်သို့တက်ရင် အဲ့ဒါမင်းရှိတာဟိုခက်နေနေရမြင်နေရတဲ့နွားခွေးတောင်ကိုပဲသွားပါဆိုတာပြောမရဘူးဒီတောင်ဘက်ကိုဆင်းလာတာကျုပ်လည်းဘယ်သိပါမလဲတော်နီးမယ်ထင်လို့လာခဲ့တာပေါ့အချိုးခွေးလမ်းကလေးများကိုရောက်တိုင်းပင့်သက်ကိုရှိုက်ရင်အမောဖြေမိတယ်ဒူမလေးချောစုကတော့တောင်ကုန်းလေးအထက်တစ်ပင်ရိပ်တွင်ခြေပြက်လက်ပြက်ထိုင်ရင်အတန်းကြာသည့်အထိအမောဖြေလျက်ရှိနေတော့တယ်ထို့ခိုက် မိမိတို့ထိုင်၍နားနေတဲ့ရှူရဲရှိစမ်းချောင်းလေးဘေးမှမြောင်၏ထွက်လာတဲ့အသက်60အရွယ်ခန့်ရှိတဲ့အဖိုးကြီးတူကိုတွေ့ရတယ်။အဖိုးကြီးသည်တက်ကိုင်းတက်ချောက်များကိုနှွယ်များဖြင့်ချီ၍ထမ်းလာတယ်။ကြောတွင်လဲဝါကြီးတော့ရေဘူးကြီးတစ်လုံးကိုလွယ်ပိုး၍ထားတယ်။မိမိမှစတင်၍အဘအဘကြိုက်စုံမဖျားကိုရောက်ဖို့တော်တော်လိုသေးလားဟု၍မေးလိုက်တယ်။ လို့တော့ပါဘူးရောက်တော့မှာပါကွဒါနဲ့သားတို့ကကြိုက်စွန်ပါဖရာဖူးကိုလာကြတာလားဟုတ်ပါတယ်ဗျဒီစွန်မှာတောင်တော်မြတ်ကြီးကိုဖူးရင်းနဲ့ဒီဘက်မှာရှိတဲ့ကြိုက်စွန်မှာဖရာကိုဖူးခြင်းလို့ဆင်းလာခဲ့တာပါအေးမင်းတို့တော်တော်မောနေကြပြီပဲမိမိတို့နားနေတဲ့တောင်ကုန်းလေးနားတွင်ထမ်းလာတဲ့ထင်းကြောင်များကိုချလိုက်ပြီးခါတွင်လွယ်ပူးထားတဲ့ရေဘူးဝါကြီးတောက်ကြီးကိုဖြုတ်ကား ကဲရော့ရော့ဒီဆေးလေးတလုံးကိုရေနဲ့တောက်လိုက်ကဲတောက်လိုက်မောပြေသွားမယ်ဗျိုင်းသူဖြန့်လိုက်ကြတဲ့မိမိတို့ရဲ့လက်များအသေးကိုတော့ညုံညင့်ညက်ဇေရီတရံထိတ်ချွန်ချွန်ဆေးလုံးလေးသုံးလုံးကိုထည့်လိုက်လေတယ်ကဲကြံတဲ့နှလုံးကိုအိမ်ရောက်ရင် ပလင်းလေးတလုံးထဲမှာရေနဲ့ရောပြီးတရဝအပေါင်းကိုဆေးဝါအဖြစ်နဲ့လူး ကြံတဲ့နောက်တလုံးကိုတော့စီးပွားရေးလုပ်ငန်း၊ကိုင်ငန်းအယောင်းဝယ်ကိစ္စတွေအတွက်အသုံးပြုကြားလာ။ဟုတ်ဟုတ်ကဲ့ပါပါ။အဖိုးပေးတဲ့စီးလုံးသုံးလုံးအနက်တလုံးစီကိုရေဘူးဝါကြီတော့ကြီးထဲမှရေများနဲ့ကိုစီတောက်လိုက်ကြတယ်။အံ့ဩထူးခြားစွာညောင်းညာနေတဲ့အညောင်းညာများကယူပစ်လိုက်တယ်လို့ပျောက်သွားပြီ။မောပန်းနေတဲ့အမောများကဘယ်မှဘယ်စီရောက်သွားကြသည်မသိလန်းလန်းဆန်းဆန်းဖြစ်ဖြစ်သွားတော့တယ် ်ထို့နောက်အဖိုးအမငါသားတို့ကစိတ်အားထက်ထက်တန်တန်နဲ့ဒီဖျားကိုဖူးကျင်နေကြတာကိုကွဒီဖျားကတောင်သုံးခုကိုကြော်ပြီးမှရောက်တယ်ခยีကျန်းတယ်ဒါကြောင့်ဖျားဘူးတော်တော်များများကမလာမသွားကြဘူးထူးထူးချွန်ချွန်လာတဲ့ဖျားဘူးတချို့တလေတော့ရှိပါရဲ့ဒါပေမဲ့ဇွဲမရှိဘူးဒီနေရာတဝိုက်ကပဲလှည့်ပြန်သွားကြတာများတယ် ဒါနဲ့သားတို့သမီးတို့ကဘယ်အရက်ကလာကြတာလဲကွ ကျွန်တော်တို့ရန်ကုန်ကလာကြတာပါဗျအဖိုးကြည့်တော့မုတ်စိတ်ကျင်းဆွယ်တချို့ကတုတ်တင်ထားမှုမရှိညူဖြော့ဖြော့အသားရောင်ပေါ်တွင် ရှုပ်ရှုပ်ထွေးထွေးရှိနေကြတယ်ခန္ဓာကိုယ်ပေါ်တွင် အင်ကြီးမရှိခါအောက်ပိုင်းတွင်တော့ညူညင့်ညစ်ပစိုးတထဲကိုဝတ်ထားတယ်အတန်ကြာတော့တောင်ကျောများပေါ်သို့အုပ်ဆိုင်နေတဲ့တစ်ပေများစီ အကြည့်တစုံကိုကြည့်လိုက်ပြီးမှကဲကဲသွားကြသွားကြရောက်ပါပြီနေလဲမြင့်သွားပြီအင်းအခုလောက်ဆိုရင်အမောတွေပြေးသွားကြရောပေါ့ဟုတ်ကဲ့ကျေးဇူးပါပဲပါကျွန်တော်တို့ခွင့်ပြုအောင်အေးအေးကောင်းပါပြီကွယ်မိမိတို့တော်လန်ကလေးကိုဆက်ရန်ခြေလန်းစားမိတော့ထိုအဖိုးအိုသည်ထင်းကြောက်လေးများကိုထမ်းကာရှိုးတစ်ခုရဲ့လန်ကလေးအတိုင်းဝင်ရင်း ်ရှောက်၍သွားလီတော့တယ်။ခပ်ပြေးပြေးတောင်ကုန်းလေးတစ်ခုကိုကြော်လိုက်တော့ကျောင်းသင်္ကန်းလေးတစ်ခုကိုဘွားကနေတွေ့လိုက်ရတယ်။တောင်ထိပ်တွင်တည်ထားတဲ့ဇေဒီမှာ ရွှေရောင်များတဖိတ်ဖိတ်လက်ရင်းနဲ့ဇဲလဲ့တန်လွင်မြမြကိုပင်ကြားနေရတယ်။ရောက်ပြီဟေ့ရောက်ပြီ။ရှေးမှသွားနေတဲ့မောင်ကျော်ဆန်းမဝမ်းသာအားရအော်လိုက်တယ်။ရောက်ပြီလားဟေ့ အမေတို့ခုကိုထတ်ဆင့်ရင်းနဲ့မိမိတို့တတိုက်ခြေလမ်းများကိုခတ်သက်သက်နှင်လိုက်တယ်။တောင်ထုတ်သည်ထင်ထားတာထက်မတ်ဆောင်နေတယ်။တောင်ထိပ်ဖျားပေါ်သို့တက်ရန်လေကားထစ်များကိုတော့ကြောက်သားတို့ဖြင့်တီသက်ကြံ့နာစွာတိဆောက်ထားတယ်။ထိုအခိုက်ကြိုက်စုံမှာဖျားပေါ်မှသားနှစ်ယောက်နဲ့အတူ ရှေ့မှဥဆောင်နေတဲ့ကိုအုံးသိန်းဆင်းလာတယ်။ဝေးလိုက်တာမယား။ဟိုဖျားဘူးအဖွဲတွေဘယ်တက်နိုင်မှာလဲ။ကျွန်တော်တို့တော့မနေတက်ရတာ ဟဲ့ငါတို့လည်းမနေတက်ခဲ့ရတာမောလို့လမ်းမှာနာနာပြီးနေရသေးတယ်။အော်ဒါနဲ့နင်တော့တဲ့မှာအဖိုးကြီးတယောက်နဲ့မစုံခဲ့ဘူးလား။ဟမ်မစုံဘူး။ဖះကပြန်လာတဲ့ဖះဘူးခီးတဲ့တဦးစားနှုတ်စားနဲ့တော့တွေ့တယ်။ဘာဖြစ်လို့လဲမှကိုအောင်သိမ်းမှအမေးအေးငါတို့မောလို့ထိုင်နာနေရင်တော့တဲ့မှာအဖိုးကိုတဦးနဲ့စုံတယ်။ဈေးလေးသုံးလုံးကိုပေးတယ်။တလုံးကိုတောက်လိုက်တဲ့အမောပြေသွားမတဲ့ ငါတို့လည်းသူပေးတဲ့စေးတောက်ပြီးတော့အမောပြေးသွားလို့ဆက်ပြီးတက်လာခဲ့တာဟမ်ကျွန်တော်တော့ဘာအဖိုးအိုမှမစုံခဲ့ပါဘူးထို့နောက်မိမိတို့စကားပြောနေရသူကပ္ပယတဦးမှရောက်လာရင်တကားတကားမကြီးတွေဖះပေါ်တက်အပေါ်မှာဆရာတော်ကြီးရှိတယ်ဆရာတော်ကြီးကဖူးရခဲ့တယ်လို့ဆိုလာတဲ့ဖြစ်မိမိတို့အုပ်စုဖះပေါ်တို့တက်လာခဲ့ကြတယ်ဖះဘရဝန်ဒီမကျေလှ ြောင်းသင်္ကန်းလေးထဲဝင်လိုက်တော့သတင်းသုံးနေတဲ့ဆရာတော်ကြီးတစ်ပါးကိုတွေ့ရတယ်။ဆရာတော်ကြီးရှေ့သို့တိုး၍ထိုင်ကာဝတ်ပြုရင်းကြော့လိုက်တယ်။ထို့နောက်ငုတ်ထားတဲ့မျက်နှာကိုပြန်၍မတ်ရင်ကြည့်လိုက်သည်တွင်မိမိရဲ့ကြောယိုတလျှောက်မှချက်သိမ်းမွေးခြင်းများတစ်ပြန်ပြန်ထ၍သွားတယ်လို့ထင်လိုက်ရတယ်။ထို့နောက်မိမိဘေးတွင်ဝတ်ပြုနေတဲ့ဇနီးတွေရဲ့ဘက်သို့လှည့်၍ကြည့်လိုက်မိတယ်။အเจ้าမှာ ဆီယာရိုကြီးရဲ့မျက်နှာသည်မိမိတို့ဒေးစုံမှာတောကြီးထဲတွင်တွေ့ကြုံစုံစည်းခဲ့တဲ့အဖိုးအိုရဲ့မျက်နှာနဲ့တထက်ထဲဖြစ်နေသောကြောင့်ပင်ဆီယာရိုကြီးကိုတလှည့်ဇနီးတဲ့ကိုတလှည့်အံ့ဩမှုများစွာဖြင့်အပြန်အမြန်အလန့်လန့်ကြည့်နေမိတယ်မိမိအဖြစ်ကိုရိတ်စားမိဟန်တူတဲ့ဆီယာရိုကြီးမှဒကာကြီးဘာတွေတအံ့တော်ဖြစ်နေတာလဲရန်ကုန်ကလာကြတာထင်တယ်လို့မိတ်လိုက်တယ်မှန်ပါဗျာ အေးအေးဒါရုကွယ်ဒါရုဒီနေရာကဝေးလွန်းတော့ဖျားဘူးတွေတိတ်မလာကြဘူးဖျားကုံဂျေစုတရားကုံဂျေစုတွေနဲ့မကြခင်အမောပြေသွားပါလိမ့်မယ်ဟောဟိုရေအိုးတွေကရေတခွက်စီကိုခတ်ပြီးတောက်လိုက်တောက်လိုက်ဆရာတော်စကားဆုံးတော့ဆရာတော်လက်ညှိုးညွန်ပြတဲ့ရေအိုးတစ်လုံးနဲ့မှရေမြောင်းကိုခတ်၍တောက်လိုက်ကြတယ်ဒါနဲ့ထမင်းရောစားပြီးကြပြီလား မဆရသေးပါဘူးဖေ။တပည့်တော်တို့ဘကိုးဖျားဘက်ဆက်ရမှာမို့ဘကိုးကျမပဲစားပါမယ်ဖေ။အင်းအချိန်ရရင် စားသွားကြပါလား။ဆရာတော်ကဖျားဘူးလာတဲ့ခုနှစ်ရက်သားသမီးတွေကိုတက်တက်လို့ထမင်းဒါနအလှလုံနေတာ။ကဲကဲရောက်တုံးရောက်ခိုက်ဟိုဘက်မှာရှိတဲ့မဲတော်ကူကိုသွားကြည့်ကြအောင်။ထွန်းဆောင်ဖိုးခဲအေးမတို့ဘယ်ရောက်နေကြလဲဟေးလာကြစမ်း။ ။ဖရာဘူးတကာတကာမတွေကိုဟိုးမဲတော်ကူကို လိုက်ပြလိုက်။မှန်ပါဖရာ။ထို့နောက်လူရွယ်တဦးမှဦးဆောင်၍မဲတော်ကူတို့လိုက်ပြတယ်။ဒါကဒေးစုံမှာတောင်တော်မြတ်ကမဲတော်ရဲ့ကူပဲ။ကူသည် မကြီးလလေကားရမြအတိုင်းဆင်းသွားတော့ဖရာဆင်းလူတော်တဆူနဲ့အတူမဲတော်ရဲ့ဓာတ်နန်းကို တွေ့ရတယ်။ဇေယတော်ကြီးညစဉ်ဒူတင်တရားကျင့်ကြံရာ တစ်သားခေါင်းကြီးတစ်လုံးကိုလည်းတွေ့ရတယ်။ထိုခေါင်းကြီးအတွင်းသို့အလူငွေများထည့်ကြရင်ဆရာတော်ကိုဝှက်ဖြည့်ကြတော့ကမိမိတို့ပြန်အလာကိုစောင့်မျှော်နေကြမယ်။ဒေဇုံမာတောင်မှဖျားဘူးခရီးတယ်များစီတို့ပြန်လာကြတော့တယ်။မိမိတို့လူစုကားများရက်နေခဲ့တဲ့ဒေဇုံမာတောင်တော်မြတ်ခြေရင်းတို့ပြန်လဲရောက်ရှိတဲ့အခါတွင် မနက်၁၂နာရီခန့်ရှိနေပြီ။ စေနာရီခွဲတဲ့ပြန်လဲထွက်မယ်လို့ဖျားဘူးခီးတဲ့မျိုးကိုမှားကြခဲ့တဲ့မိမိတို့ရဲ့အချိန်တနာရီခွဲမျှနောက်ကြပြီးမှ ပြန်လဲရောက်ရှိခဲ့တယ်။ကားပေါ်ရှိ လူအများစုမှမိမိတို့ကိုစောင့်ရင်းတချို့မှအိမ်ငိုက်နေကြတယ်။ထို့မှရွှေမော်တော်ဖျားတို့ဝင်၍ရွှေသာလဲအောင်ဖျားတွေမနက်စာစားကြရင်းနဲ့ထွက်လာခဲ့ကြတယ်။ရွှေသာလဲအောင်ဖျားတို့ရောက်ရှိခြင်းတွင်ဖျားပရဝံအတွင်းသို့ဝင်၍မရ။ တို့ရကဖျားပွဲကျင်းပပြုလုပ်နေတဲ့ရက်နှစ်ကျုံနေဖျားပေးကားလန်းတွင်ကက်၍ရက်ရင်းနဲ့ထမင်းချိုက်ကိုစီဆွဲကဖျားရင်မြင်တော်ဘောသူတက်ခဲ့တယ်အိမ်ကအသီးသီးချက်၍လာခဲ့တဲ့ဟင်းများကများတယ်အများအဖြစ်တူညီသည်မှာချက်မောင်ရွက်ကြော်များဖြစ်ကြတယ်သာသနာနယ်မြေများသို့ဖျားဘူးထွက်မဲ့ခရီးစဉ်ဖြစ်၍တက်နိုင်သမျှအသားဟင်းများကိုမချက်ပြုတ်ရန်မှာကြားထားခြင်းကြောင့်ဖြစ်ပါတယ် ဘုရားရင်မြင်တော်ဘောတွင်ယူဆောင်လာတဲ့အခင်းများကိုခင်း၍ဓမင်းဝိုင်းကြီးများကိုဖွဲ့ကြတယ်။မိမိတို့မိသားစုနဲ့အတူတဝိုင်းထဲလာ၍စားသုံးသူများကမိမိတို့ရဲ့လမ်းသားများ ဖြစ်ကြပါလေ။လူပြိုကြီးကိုမြင့်ဦးနဲ့လူပြိုကြီးကိုအေးသန်းတို့ဖြစ်ကြတယ်။ဓမင်းဆိုင်ရင်နဲ့ကျွန်တော်တို့ဗျာလူပေါင်းမှားတာပဲ။မမတန်းခေါ်လို့ကြိုက်စွန်ပါဆင်းသွားတယ်။ရောက်လူရောက်လူနဲ့မင်းဲကိုတတ်ခဲ့ရတယ်။ အသွားအပြန်ဆိုရင်တနအိခွဲတတလောက်ကြားတယ်။ညီတော်မောင်ကိုကျော်ဆန်းစကားဆတော့မိမိမကြားဝင်၍အေးမောလိုက်တာလေလွန်ရောဒီကြားတဲ့တူမလေးရဲ့သားဖိုးပြစ်ဆိုတဲ့ကောင်လေးတောင်ကိုတက်ကလေးကတစက်လေးမှချလို့မရဘူး။တစ်ချိန်လုံးပခုံးပေါ်ထမ်းလိုက်ဂတိခွန်လိုက်နဲ့ပြန်ရောက်တဲ့အထိပဲ။အင်းတော်ထဲမှာတွေ့ခဲ့တဲ့အဖိုးတယောက်ရဲ့ အမောပြေတဲ့စေးကြောက်တာနှုတ်မရင်အခက်မိမိစကားဆုံးတော့ဇနီးတယ်မှအော်ဒါနဲ့ရှင်ကြံတဲ့စေးနှလုံးရောဟာဒီမှာရှိတယ်လေအင်ကြီးအိတ်ကလေးတဲ့ထဲ့ပြီးယူလာတဲ့လက်ညိုးဖျားတတာဇေဒီတရံစေးလုံးလေးနှလုံးကိုထုတ်ယူပြလိုက်တယ်ဟောအခုပြစံပြစံကျွန်တော်လဲအခုလိုစေးလုံးလေးသုံးလုံးရလာတယ်ဒါပေမဲ့ရတဲ့နေရာချင်းတော့မတူဘူး ကျွန်တော်ရခဲ့တာကဟိုအရှိဘက်ကနွားဝေးတောင်ကလူလူကြီးကိုအေးတန်းထုတ်ပြတဲ့စီလုံးလေးကိုကြည့်တော့မိမိတို့ရရှိခဲ့တဲ့စီလုံးများနဲ့တရွယ်တစားတဲ့ဟာဒါနဲ့နေပါအောင်ကိုအေးတန်းခမရဘလို့ရခဲ့တာလဲပြောပါအောင်အမ်ကျွန်တော်ရခဲ့တာကတော့ကျွန်တော်လဲဖျားဘူးလူစုတွေနဲ့ကွဲသွားပြီးအမနဲ့တူလေးတွေကိုလိုက်ရှာရင်းကဒေးစုံမှာတောင် အရှိဘက်က ွားခွေတောင်ကိုရောက်သွားတယ်။ဖယားတော်ကရှူမြောင်တွေတက်လိုက်ဆင်းလိုက်နဲ့ရှာရင်းနဲ့မောလို့တိအိတ်လေးတစ်ခုမှနားနေတာ။အဲ့ဒီခါမှာရသေကြီးတစ်ပါးကတစ်ဖက်တောင်ကျော်တွေကထွက်လာရင်းနဲ့ကျွန်တော်ကိုတွေ့တော့ငါသားမိသားစုတွေပြောင်းနေလို့လိုက်ရှာနေတာမဟုတ်လား။သူတို့တောင်ကြီးကိုဆင်းသွားကြပြီကွ။မင်းကြည့်ရတာလဲမောလို့ပန်းလို့ရော့ရော့ဒီစေးလုံးလေးကိုတောက်လိုက်တောက်လိုက် ကြံတဲ့နှလုံးကိုတော့တလုံးကိုစီးပွားရေးလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေဖို့အဆောင်အဖြစ်သုံးတလုံးကိုတော့ရေစိမ်းတရဝါမှန်သမျှကိုတိုက်အဖပြောတာကြားလားအဲ့လိုပြောပြီးတော့ပြီးသွားခဲ့တာကိုရလူလူကြီးစကားဆုံးတော့စကားထဲတွင် နှစ်မျောနေတဲ့မိမိမှအော်ဒီစေးလုံးလေးတွေရခဲ့ပုံကတော့တကယ်ကိုစမ်းနေပြီပြီးတော့လဲဒီစေးကိုတောက်လိုက်တာနဲ့ မောတွေကချက်ချင်းယူပစ်လိုက်တယ်လို့လမ်းဆန်းသွားတာထို့နောက်တွင်တော့ဇနီးတွေကထမင်းဝိုင်းသိန်းကကလေးတိုက်နဲ့ဖျားဘူးတစောင်းများရှိလက်ဆောင်ပစ္စည်းများဝယ်ရန်သားနှိမ်ယောက်နဲ့ထွက်ခွာသွားတော့တယ်ဘကူဖျားငါးစုခန့်ကိုဖူးမိတော့หนีซุยနေတဲ့နေလုံးသည်ညူပုတ်ပုတ်အယောင်တစ်ခုနဲ့တောရိပ်တောင်ရိပ်တို့ပေါ်တွင်မေးတင်လျက်ရှိနေတယ်ကဲအမကြီးတို့အချိန်ရရင် ဘကိုးဖျားအားလုံးကိုကျွန်တော်လိုက်ပို့ခြင်းပါတယ်။ဒါမဲ့အခုအချိန်ကတော့နှဲသွားပြီ။အနည်းဆုံးဆိုရင်တော့ရန်ကုန်ကိုနှစ်နာရီကျော်ကျော်လောက်မောင်းရအောင်ပါ။ရပါပြီကွယ်။ဒီလောက်အမားတို့ဖျားဘူးတွေကိုစိတ်ရှိလက်ရှိ ပို့ပေးတာကိုပဲကျေးဇူးတင်လှပါပြီ။အပြန်လန်းတွင်တော့ဖျားဘူးကားကပိုကျက်နေတယ်။ဘကိုးမျိုးထွက်ငါချောက်ဘူးဒီခရမ်းဒီကျိန်ငါးဒီတွေလူတိုင်းကိုစီဝယ်ကြတယ် နေစဉ်ကုံစည်းကြိုတဲ့ဈေးကားများကိုဖြတ်ခနဲတရိယာမိတယ်။အမောင်တို့သည်တစားနဲ့တစားမိမိတို့ရဲ့ထံပါသို့ချီးနှင်းခိုးဝင်လာတယ်။ကျွန်တော်ကိုအေးသန်းကိုမြင့်ဦးတို့တတိုက်ကားရဲ့နောက်ဖက်ပိုင်းတွင်စု၍နေရာယူလျက်လိုက်ပါလာကြတယ်။အိတ်ကလေးထဲမှထည့်ထားတဲ့ဒေးစွန်မှာတောင်တော်မြတ်မှရသေးကြီးပေးလိုက်တဲ့စီလုံးလေးနှလုံးကိုထုတ်၍ကြည့်လိုက်ပြန်၍ထည့်လိုက်နဲ့ ထိုက်မှရသည်ဆိုတဲ့ဇကားကိုအမှတ်ရမိတယ်။မိမိတို့ဖျားဘူး90ခန့်တွင် ထိုစည်းလုံးလေးရခဲ့တဲ့သူမှာထူးထူးခြားခြားမိမိလူပြိုကြီးကိုအေးသန်းနဲ့ညမဖြစ်သူမလှလှကြီးစသောသုံးဦးသာရှိပါတယ်။ရသေးကြီးပေးတဲ့အိစာရရစည်းလုံးလေးများမှာတကယ်စွမ်းမစွမ်းတော့မသိရှိခဲ့ရကြတဲ့သူတို့ရဲ့နှလုံးသားများတွင်တော့ကိုစီကိုစီ ပီတိများစွာဖြစ်